ုပြောမှာကတော့လုပ်ငန်းတွေက gossip လို့ခေါ်တဲ့အတင်းအဖျင်းစကားတွေကိုကိုနိုင်လဲမပြောပါနဲ့သူများပြောတာကိုလည်းနားမထောင်ပါနဲ့ကို့ကိုအပြောခံရရင်လည်း ဂယုမဆိုင်ပါနဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လုပ်ငန်းခွင်ထဲမှာကြုံတွေ့နေရတဲ့ပြဿနာလေးတွေကိုပြောပြပေးသွားပါမယ်အပိုင်းနှစ်ပါအပိုင်းတင်မှာတော့ကျွန်တော်အင်တာဗျူးမဖြေခင်မှာတည်တည်တဲ့အရာလေးတွေကိုပြောပြခဲ့ပါတယ်အဲ့ဒါကိုမကြည့်ရသေးရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ description မှာ link လေးထည့်ပေးထားပါမယ်ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာကိုလုပ်တဲ့အလုပ်ကိုအာရုံစိုက်ပါ performance ကောင်းအောင်လုပ်ပါကျွန်တော်တို့ကဝန်ထမ်းဖြစ်ပင်မဲ့လုပ်ငန်းရှင်စိတ်ဓာတ်မွေးရပါမယ်ကျွန်တော်တို့ရဲ့လစာကဒီလောက်ပဲရလို့ ဒီလောက်ပဲဝစ်ကြီးတန်းကြီးလှုပ်ပြီးမယ်ဆိုရင်တကြတဲ့မိတ်ဆွေမိတ်ဆွေရဲ့ level ကလည်းဒီလောက်ပဲရှိပါလိမ့်မယ်ကျွန်တော်တို့လှုပ်တဲ့အခါမှာကိုလှုပ်တဲ့အရာကိုတိထက်ဘလို့ပိုကောင်းအောင်လှုပ်မလဲဆိုတာကကိုဘာကောင်းလဲဘလို့လူလဲဆိုတာကိုပြောပြလိုက်တာ ਨੇ အတူတူပါပဲကျွန်တော်တို့အဲ့လိုမျိုးအကောင်းဆုံးဖြစ်တဲ့ performance တွေကိုပဲထုတ်ပြပါအဲ့ဒါမှလည်းကျွန်တော်တို့ရဲ့ level ကတစင်ပြီးတစင်တက်သွားမှာပါဒီစာအုပ်ထဲမှာပါဝင်တဲ့လုပ်ငန်းအတွက်လိုအပ်မဲ့ personality ၃ချက်ကိုပြောပြပေးပါမယ်ပထမတစ်ခုကတော့ flexibility လာရောက်ညှိထူမှုဖြစ်ခြင်းပေါ့ကျွန်တော်တို့လုပ်ငန်းထဲမှာအလုပ်ထဲမှာလူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံရမှာပါအဲ့တော့ flexible လာရောက်ညှိထွေဘလို့ဖြစ်အောင်နေမလဲဆိုတာကအရေးကြီးပါတယ်နေရာဖောင်းဆောင်ကနေလာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ਨੇ မတူညီနိုင်ပါဘူးတခါတလေမှာကီးမကိုက်တာတွေလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့ဒီအခါမှာသူတို့တွေကိုဘလို့ပေါင်းမလဲဘလို့လာရောက်ညှိထွေဖြစ်အောင်နေမလဲဆိုတာကတော့ ကို့အပေါ်မှာပဲမူတည်တယ်။ပေါင်းတင်ဆက်ဆံရေးတယ်မဟုတ်ဘူးနော်မိတ်ဆွေ။အလုတ်ထဲမှာလည်းပဲကို့ရဲ့အလုတ်နဲ့လည်းတဟဇာတာဖြစ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့ Welly to Land တင်ယူခြင်းစိတ်ပါကျွန်တော်တို့အခုမှစဝင်မဲ့သူတွေအတွက်လုပ်ငန်းခွင်မှာကျွန်တော်တို့ဘာမှတည်သေးမှာမဟုတ်ပါဘူးအဲ့ဒီအခါမှာကျွန်တော်တို့စီမှာဘာတွေတည်ထားလဲဘာတွေတက်ထားလဲဆိုတာတက်ကျွန်တော်တို့ရဲ့ senior အကြီးတွေစီကနေပြီးတော့ဘလို့အရာတွေတင်ယူလေ့လာလို့ရမလဲဆိုတာကပုံပြီးအရေးကြီးပါတယ် training session တွေပြီးပြီဆိုရင်လည်းဝင် join ပြအောင် join ပါအခုမှအလုပ်ဝင်ကာသရှိသေးတယ် ကိုတိကိုတက်ကြီးသွားလို့လို့မရပါဘူးအထက်လူကြီးတွေရဲ့အမြင်ကချင်းကိုခင်ရနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့အတွက်လိုအပ်တာက wellly to land များများတင်ယူခြင်းစိတ်ရှိဖို့ပါနောက်ဆုံးတစ်ခုကတော့ resiliency ဒူဘေတာဘေခံနိုင်ခြင်းမှာကျွန်တော်တို့ပုံမှန်အတိုင်းဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးက down down မြဖြစ်နေရင်တောင်မှလုပ်ငန်းမှာဆိုရင် stress တွေ pressure တွေရှိတဲ့အတွက်ကြောင့်မလို့နေမကောင်းဖြစ်နိုင်ပါတယ်။ကိုကလုံးဝနေမကောင်းဖြစ်နေပြီးအိရာတွေကနေမထနိုင်တော့ဘူးဆိုရင်တော့ခွင့်ယူလိုက်တာခွင့်တင်လိုက်တာက ကိစ္စမရှိဘူးအဆင်ပြေတယ်အဲ့လိုမဟုတ်ဖ ೇನೆ နာစီချောင်းစုဖြစ်တာလေးတင်ကိုအမြဲတမ်းခွင့်တင်နေရင်တော့အဆင်မပြေပါဘူးစနီတနင်းငွေတွေဒီမှာကို overtime နေအမြဲစင်ခိုင်းနေဆိုရင်လေ negative ကိုမတွေးပါနဲ့ positive ကိုတွေးပါငါအတွက်ဒါအခွင့်အလမ်းတစ်ခုပဲကိုယ့်ရဲ့စွမ်းဆောင်ရည်တွေဒူဘေးဒါဘီခံနိုင်မှုတွေကိုပြသခွင့်ရတယ်လို့ပဲမှတ်လိုက်ပါအဲ့တော့ flexibility လိုင်းရောညီတွေဖြစ်အောင်နေမယ်အမြဲတမ်း willing to learn သင်ယူခြင်းစိတ်ရှိရမယ်နောက်ဆုံးတစ်ခုကတော့လုပ်ငန်းမှာ resiliency ဒူဘေးဒါဘီခံနိုင်ရပါမယ် လုပ်ငန်းခွင်ထဲမှာအဆုခံမှုကြပါလိမ့်မယ်အဲ့ဒါကလည်းကိုတယောက်တည်းမဟုတ်ပါဘူးအမားလို့လို့အဆုခံရတာမျိုးတွေရှိမယ်တခါတလေမှနားလည်မှုလွဲသွားလို့အဆုခံရတာမျိုးတွေလည်းရှိလိမ့်မယ်အဲ့လိုမျိုးနားလည်မှုလွဲတဲ့အခါသူတို့ပြောတဲ့အရာကိုအရင်ဆုံးပြောင်တီဆုံးအောင်တီနားထောင်လိုက်ပါကြားဖြတ်ပြီးမပြောပါနဲ့သူတို့လုံးဝကိုပြောပြီးသွားပြီဆိုတော့မှကိုကအကျိုးသိအကြောင်းသိရှင်းပြပါရှင်းပြတဲ့အခါမှာလေလေတံကိုအတက်နိုင်အောင် ဖော့ပြီးတော့ပြောပါဘေးတတိဘေးအကြီးအကဲရမှာကိုယ့်ရဲ့အောက်လက်ငယ်သားပြန်អော်တာကိုမကြိုက်ပါဘူးကျွန်တော်တို့သူများအလုပ်ကိုလုပ်ဘူးသူတိုင်းအငေါက်ခံဘူးသည်ဆိုတဲ့စကားလေးကိုခေါင်းထဲထည့်ထားမယ်ဆိုရင်အတိုင်းအတာတစ်ခုထိအဆင်ပြေပါလိမ့်မယ်အငေါက်ခံရတဲ့အခါတွေမှာလည်းကျွန်တော်တို့တန်းပြီးတော့ reaction တုံ့ပြန်မှုတွေမပေးပါနဲ့ဘယ်သူမှမတော့ကိုယ့်ကိုငေါက်တာမကြိုက်ပါဘူးဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းထဲမှာအမားလေးတွေလုံးမိလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ငေါက်တာဆိုတာကိုခံရပါလိမ့်မယ်ဒီညမှာ အားသာချက်လေးတခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ငါနောက်တခါဒါကိုလုပ်ရင်စင်ញင် ပြီးတော့လုပ်မယ်ဆိုတဲ့အတွေးလေးတခုရလိုက်တယ်ဒါကိုအမားထက်မှဖြစ်အောင်ဂယူးဆိုင်ပြီးတော့လုပ်ဖြစ်သွားတယ်မိတ်ဆွေတို့မှတ်ထားပါလူတိုင်းလူတိုင်းအမားနဲ့မကင်ပါဘူးကိုမသိတဲ့အရာတခုမှားလိုက်တာကအဲ့ဒါအမားကောင်းမှာအဲ့ဒီအမားကနေကျွန်တော်တို့တင်ယူလိလာရမယ့်အရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့အဲ့ဒီအမားကိုပဲတစ်ခါတစ်ခါလုံနေရင်တော့အမားညံ့ဖြစ်သွားပါပြီ။အမားညံ့ကိုတော့တစ်ခါတစ်ခါမလုပ်ပါနဲ့။ကျွန်တော်တို့တစ်ခါတလေမှာ အထက်လူကြီးတွေရဲ့အမှဘာလဲဆိုတော့အားနေရင်ကိုလိုက်စုနေရအဲ့ဒီအခါမှာဟာမင်းတို့ဒီလိုပဲတင်လိုက်တာလားမင်းတို့မိသားစုလည်းဒီလိုပဲနေမှာပါကွာစတဲ့ပုပ်ကူရေးရာတွေပါလာပြီဆိုရင်တော့အထက်လူကြီးရဲ့ professional မဆန်တာဖြစ်သွားပြီအဲ့ဒီအခါမှာလည်းဂယုစိုက်မိနေနဲ့ feeling ထားမနေပါနဲ့လုပ်ငန်းခွင်မှာ confidence ရှိတာကောင်းပါလေ over confidence တော့ မဖြစ်ပါသေးနဲ့ဂျာကြီးတို့ဘသူတို့ကတခုခုခိုင်းလိုက်တဲ့မင်းဒီ project လေးကိုလုံနိုင်မလားလို့ပြောတဲ့အခါမျိုးတွေမှာဟာဟုတ်ကဲ့ကျွန်တော်ဒါလေးကိုစူးစမ်းကြည့်ပါမယ်ကျွန်တော် လုံနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ confident ရှိတာအဲ့လိုမဟုတ်ဘဲနဲ့ဟာဒါလားဟာဒါလေးကတော့ AC ကျွန်တော်တို့ minor လေးပါလုံနိုင်နေဆိုရင်တော့အဲ့ဒါက over confident ဖြစ်သွားပါပြီကျွန်တော်တို့လုပ်ငန်းခွင်မှာ confident ရှိပါ over confident ကိုကိုကိုယုံကြည်မှုမလွန်ကဲပါသေးနဲ့အခုပြောမှာကတော့လုပ်ငန်းထဲက gossip လို့ခေါ်တဲ့အတင်းအဖျင်းစကားတွေ ိုကိုနိုင်လည်းမပြောပါနဲ့သူများပြောတာကိုလည်းနားမထောင်ပါနဲ့ကိုအပြောခံရရင်လည်းကယူမဆိုင်ပါနဲ့ကိုအစ်စ်မဟုတ်ဘူးလေဒါအတင်းတစ်ခုပဲကိုကိုလာပြောရင်ရှောင်းတဲ့နီလန်းကိုပြောပြပေးပါမယ်ကျွန်တော်တို့အာမင်းတီလာမောင်မောင်လေးဟာမိမမတရားရှုပ်တာနော်အဲ့လိုမျိုးလာပြောတဲ့အခါမျိုးတွေမှာအေးဟုတ်တယ်ငါအဲ့ဒီတရင်နဲ့နဲ့ကြားတော့ကြားမိရဲ့ထားမင်းတော့မောင်မောင်ကအလုတ်လုတ်တဲ့အခါမှာမတရားတော်တာမတရားစိတ်သက်သေးကြတာအဲ့လိုမျိုးတစ်ဖက်လူရဲ့အာတာချက်ကိုပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ ဒီအတင်းလာပြောတဲ့သူကရှစ်ဆက်ပြီးတော့ပြောမှာမဟုတ်တော့ပါဘူးတစ်ဖက်သူရဲ့အာတာချက်ကိုပြောပြခြင်းအပြင်အတင်းပြောတဲ့အရာကိုရှောင်လို့ရပါတယ်အတင်းနဲ့တင်ရတော့မတူးနော်ဟဲ့ဂျာကြီးလေဘယ်နဲ့ကြာရင်မင်္ဂလာဆောင်တော့မှာဒီလိုဆိုရင်တော့ကျွန်တော်တို့ information တင်ပေးတာအဲ့လိုမဟုတ်ဘဲနဲ့ဟဲ့ဂျာကြီးကမင်္ဂလာဆောင်တော့မှာလေသူ့အယူအမှန်အာမနာဟဲ့အဲ့လိုပြောရင်တော့ဒါကအတင်းဖြစ်သွားပြီတင်ဆိုရင်ပြောလို့ရပါတယ်အတင်းဆိုရင်တော့ရှောင်ပါအခုကတော့နောက်ဆုံးပြောမှလေးပါ လုပ်ငန်းထဲမှာမကြီးပါနဲ့အလုပ်လုပ်ရတာပင်ပန်းလိုက်တာမပြောပါနဲ့ကိုလိုသူလိုလုံနေကြတဲ့သူတွေကြီးပါပဲစိတ်ညစ်စရာကတော့အနည်းငယ်များရှိမှာပဲတဟဇာတာမဖြစ်ဘူးလုပ်ငန်းနဲ့အဆင်မပြေဘူးဆိုရင်ဘာကြောင့်အဆင်မပြေရလဲဆိုတဲ့အရင်းမြစ်ကိုသိချလိုက်ရှာပါအဲ့လိုရှာလို့တွေးပြီဆိုရင်ကိုဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတာကိုစဉ်းစားပါအဲ့လိုရှာတွေးတော့မှကိုကလုံအောင်ဒီအလုပ်နဲ့တဟဇာတာမဖြစ်ဘူးဆက်လုပ်လို့ကိုအဆင်မပြေတော့ဘူးဆိုရင်ဟာအလုပ်ကမကောင်းဘူးဗျာပြောမနေပါနဲ့အကျိုးအကြောင်းပြောပြီးတော့ အလုတ်ကနေထွက်ခဲ့လိုက်ပါ pressure ရေ stress ရေအရန်များတဲ့နေရာဒီမှာအလုတ်ကိုအကြိုင်းမလုတ်ပါနဲ့ကိုဘွားကဒီအလုတ်လုတ်လို့ဘာမှတိုးတက်မှုမရှိဘူးဂျာကြီးတွေတထေးတွေကလည်း professional မဆန်မှုဆိုရင်လုံမနေပါနဲ့ကို့အတွက်အများကြီးနေနာပါလေအလုတ်လုတ်ချင်သူတယောက်အတွက်အလုတ်ကမရှားပါဘူးဒါကတော့ကျွန်တော်လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ပြဿနာလေးအချို့ကိုပြောပြသွားတာပါမိတ်ဆွေတို့လည်းလုပ်ငန်းထဲမှာပြဿနာတွေကြုံလာရင်ဘယ်လိုဖြေရှင်းလဲဆိုတာ ပြောပြခဲ့ပါအောင်ဗီဒီယိုကိုဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးထိကြပါမယ်တီးကျင်တာလေးတွေရှိရင်လည်းကျွန်တော်ရဲ့ comment box မှာမေးပြီးသွားနိုင်ပါတယ်တာယာပြောရှင်မဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ